ဘုံကျုံမွေးမင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်ကနေပြီးတော့လူငယ်တွေအတွက်ဘာတွေသေဆောင်လာမယ်လို့ထင်လဲဘုံကျုံမွေးကြီးမင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်မှာကျမတို့လူငယ်တွေအတွက်အကောင်းမွန်တဲ့အနာဂတ်တွေသေဆောင်လာမယ်လို့ယုံကြည်ပါတယ်အဲဘုံကျုံမွေးကြီးမင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်မှာကျွန်တော်တို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေသေဆောင်လာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ညီမအနေနဲ့ဒီအခန်းဒီဟိုပေါ့နော်ဒီကျိုးစိုးအခန်းကြီးကိုဘယ်လိုစိတ်ကူးနဲ့လာတာလဲအဲ့ဒါလေးပြောပြ အဟောဟောကြောင့်မွေးမရလားအခုနိုင်ငံဟိုရက်ချာကိစ္စမှာပေါ့နော်ကျမတို့လူငယ်တွေအတွက်အနာဂတ်ကောင်းတွေတက်ဆောင်လာမယ်လို့ကျမတို့ယုံကြည်ရတဲ့အတွက်ဒီဟိုဟာကိုဘိုးချုပ်မွေးကိုလာပြီးတော့ကြိုတာပါကျေးဇူးပါညီမဘိုးချုပ်မွေးကြည့်မရလားရဲ့ကျမရက်ချာကိစ္စမှာကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတက်ဆောင်လာနိုင်မယ်လို့ကျမတို့ယုံကြည်ပါတယ်ကျေးဇူးပါညီမမင်းအောင်လားချက်ချင်းမသိဘူးနော်မင်းအောင်လားတချို့ကဆရာမပြောမဲ့လူတယောက်ကသူများတက်လို့သေးတဲ့ကံပါတဲ့လူကသူများတက်လို့သေးရတယ် သူများတက်လို့တေးတက်ကမရောက်နိုင်မှာမပါဘူးမပါဘူးသူ့ကိုယ်သူတက်သေးလို့လည်းမရဘူးမရတော့မရောက်နိုင်ကအိယာထဲမှာမလုံနိုင်မကြိုက်နိုင်နဲ့ပက်လက်လှမ်းပြီးယောဂဝေဒနာကိုခံစားရမှာအဲ့ဒါတစ်နှစ်လောက်ခံရမှာအဲ့ဒီယောဂကနော်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ပြီးတော့ကိုယ်ကိုယ်ကိုလည်းတက်သေးလို့မရကိုယ်ကိုယ်ကိုလည်းမလုံနိုင်မှန်းအဲ့ဒီယောဂတစ်နှစ်လောက်ခံအောင်မှာခံပြီးလို့ရှင် သေသွားရင်တော့မှချက်ချင်းချက်ချင်းငရဲကိုမရောက်ဘူးနော်မင်းအောင်လန်းတင်ချက်ချင်းငရဲမရောက်ဘူးတဆေကြီးဖြစ်မှာ နော်ဆီယမဒါဟောထားပြီးသားသုံးဘဝသာတော့ဟောထားတယ်တဘဝသာတော့မဟုတ်ဘူးနော်တဆေကြီးဖြစ်မှာအဲ့ဒီတဆေကြီးဖြစ်လို့ရှိရလေသူများတွေကညောင်မင်းတဆေဝေးလေးလေးမင်းအောင်လိုင်းအဲ့ဒီလိုမဟုတ်ဘူးမင်းအောင်လိုင်းတဆေဂလေတချေဂလေတချေတဆေဖြစ်မှာနော်သူလေရင်နဲ့ဘုံကျဲခဲ့တဲ့သူတွေနော်အဲသူနှစ်သူ့ကြောင့်ဒီတိုက်ပွဲမှာတည်တဲ့ပြည်သူတွေကသူ့ကိုနော်ဤမျိုးစုံ မျက်လုံးတွေနှုတ်လက်တွေဖြုတ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းစားအောင်မှာ เนาะအဲ့ဒီလိုမဟုတ်နေ့တိုင်းနှိပ်စက်အောင်မှာအဲ့ဒီဒဏ်ကိုမင်းအောင်လိုင်းအဲ့သစိဘူဝနဲ့ခံရအောင်မှာ နော်တက်စီတော့မှရိုးရိုးတက်စီမဟုတ်တက်ညောင်းမင်းတက်စီကနေစရာရှိတယ်ညောင်းမင်းမှာမင်းအောင်နိုင်တက်စီကဂလေးတက်ချေတက်စီဆိုတော့နေစရာမရှိဘူးနော်စားရမယ်မယ်တောက်ရမယ်မယ်သူ့ကိုကျွေးမယ်လို့မရှိဘူးအဲ့ဒီလိုတက်စီဘွားမှာနေရမှာနော်အဲ့ဒီလိုတက်စီဘွားနေလို့ရှိရင်လေသူ့သားသမီးသူ့မိသားစုကသူ့ကိုရက်လက်စုံတွတ်လို့မရဘူးနော်ရက်လက်စုံတွင့်ရင်လေသူကတာရုမခေါ်နိုင်တဲ့ဘဝမှာရှိမှာနော်အဲ့ဒီလိုမျိုးဖြစ်မှာအဲ့ဒီဘဝကနေမှဝကြွေးကျွတ်သွားပြီဆိုရင်ထပ်ပြီးတော့ တဆီဘွားနဲ့ထပ်သေးမှာသေးတော့ကြတော့ဟိုအဝေစီငရဲကိုကြာမှာနော်ငရဲရှစ်ထပ်ငရဲကြီးရှစ်ထပ်လို့ကြာဘူးလေဆရာမတော့မရောက်ဘူးဘူးနော်ဒါပေမဲ့ငရဲကြီးရှစ်ထပ်လို့ကြာဘူးလေဒါပေမဲ့မင်းအောင်လိုင်ကိုငရဲပြည်ရှစ်ထပ်ကလက်မခံဘူးလက်မခံဘူးလက်မခံဘူးဘာဖြစ်လို့တော့အဲ့ဒီငရဲပြီမှာအာနာထပ်သိမ်းမှာစိုးလို့ငရဲမင်းကလက်မခံဘူးနော်အဲ့တော့မင်းအောင်လိုက်တဲ့တီးတတ်ငရဲရှိတယ်ဟိုငရဲပြီရှစ်ထပ်မှာမှာတီးတတ်ငရဲရှိတယ်အဲ့ဒီမှာခံရမှာနော်အဲ့ဒီမှာခံလို့ရှိရင်တော့မှတခါတည်းပြောမယ်နော် ဆရာမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကံကြီး၅ပါးရှိတယ်နော်အဲ့ဒီကံကြီး၅ပါးကိုကျူးလွန်တဲ့သူတွေကနောက်ဖျားပွင့်လို့ရှိရင်တော့မှမကျွတ်အဓိကကျွတ်တဲ့ဘူကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ဟိုမှာမြင်ခဲ့တဲ့ခင်ဗျားနေတဲ့မိကိုမှတ်ပါတယ်ဟိုမှာမြင်ခဲ့တဲ့အကြောင်းရင်းကအဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကိုအတိုင်းတာတစ်ခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့じゃじゃလူကြီးတွေက ပေါ့နော်နိုင်ငံအကြီးကဲတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲလူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲမှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်ကျွန်တော်တို့ကလက်ခံလိုက်တယ်စက်ပြောလုတ်ပါဘာညာပြောလိုက်တယ်အဲ့တော့ကြလူငယ်တွေကဘာလဲဆိုတာခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြည့်ပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပါဗျ ကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မဖြစ်ကြောင်းကြမှုတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြီးပေးနိုင်ရင်တော့ဒီဟာစီအဲခတ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကဟောကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာစစ်အာဏာသိမ်းပြီးနောက်ပိုင်းရုရှားကလေးချိန်မြောက်သွားရောက်ခဲ့တဲ့အာဏာသိမ်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဒီတစ်ချိန်မှာတော့ ကရီမလင်နန်းတော်မှာရုရှားသမ္မတပူတင်ရဲ့ပွေဖက်ကြိုဆိုမှုကိုရရှိခဲ့ပါတယ်။ရုရှားကိုသွားဖို့လာနေချီကြိုးပမ်းခဲ့တဲ့ရလက်အနေနဲ့ရုရှားသမ္မတပူတင်ကနိုင်ငံတော်အဆင့် state visit ဖြစ်လက်ခံတွေ့ဆုံခဲ့တာဟာအာနာသိန်းကောင်းဆောင်အတွက်အကြီးမားဆုံးတနမန်ရေးအောင်ပွဲဖြစ်တယ်လို့အကဲခတ်တွေကတုံ့တက်ကြပါတယ်။မတ်လ3ရက်နေ့6ရက်ထိ4ရက်ကြာ အနာသိန်းကောင်းဆောင်ရဲ့မော်စကိုခရီးဆိုဟာထဝယ်ထူးစီးပွားရေးဆောင်မှာရုရှားကယင်းနှိမ့်နှံမှုသဘောတူညီချက်တွေရရှိပြီးတရင်ဘတ်ကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ်စစ်ကောင်စီနဲ့ရုရှားတို့အကြားထဝယ်ရေးနဲ့စိတ်ကန်းစီမံကိန်းနဲ့ပတ်သက်လို့အသေးစိတ်အချက်အလက်တွေထုတ်ပြန်တာမရှိပေမဲ့အပြန်အလှန်ကြိုးရှိတဲ့သဘောတူညီချက်တွေရရှိထားတယ်လို့စစ်ကောင်စီကဝါဒဖြန့်ချီနေကြပါတယ် တဝဲစီးပွားရေးစီမံကိန်းဘာညာလျှောက်ပြောနေပေမဲ့တကယ်တမ်းကရေတပ်ပစ်ပေးလိုက်တာပါထဝဲကိုအိန္ဒိယသမုဒ္ဒရာမှာဖျက်ဆန်းသွားလာမဲ့ရုရှားရေတပ်အတွက်ရေတပ်ပစ်အဲ့ဒီအတွက်သူ့မှာအကျိုးမြတ်ရမှာပေါ့လို့စစ်ရေးနိုင်ငံရေးအကဲခတ်တအူကတုံ့သက်ပြောကြပါဗျာ မော်စကိုရှိကရင်မလင်နန်းတော်မှာကော်ဇော်နီခင်းကြိုဆိုခံရတဲ့အာနာလူကောင်းဆောင်ကရုရှားနိုင်ငံဟာမြန်မာနိုင်ငံရဲ့အရေးပါပြီးယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံဖြစ်တယ်လို့တဖောက်ဖောက်ပြောပြီးဗုဒ္ဓရဲ့ပြတိတ်တော်အရာမဟာမိတ်ဆက်ဆံရေးဖြစ်တယ်လို့ပူတင်ကလည်းပြတိတ်တော်လာတော့မကြွမင်းလို့တောင်းအလွန်အကျူးမြောက်ပင်ပြောဆိုခဲ့ပါသေးတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံးလက်ခတ်ရဲ့ဖန်ဝရန်ထုတ်ခံထားရပြီးလူသိန်းချီတေဆုံပျက်စီးခဲ့ရတဲ့ယူကရိန်းကျူးကျော်စစ်ရဲ့အဓိကတရားခံလို့ကဘာကသတ်မှတ်ထားတဲ့ရုရှားသမ္မတပူတင်ကိုစစ်ကောင်းဆောင်မင်းအွန်လိုင်းကလက်နက်စကြရှင်ဖြစ် အမွန်တင်ခဲ့ပြီးဟင်းကိုနဲ့လည်းဘရင်ရုရှားသမ္မတကိုလည်းစစ်လက်နက်အရာမှာကျွမ်းကျင်တက်မြောက်သောဘရင်အဖြစ်အလွန်အကျူးမြောက်ပြောဆိုခဲ့ပါတယ်။ဟုတ်ကဲ့။ဘယ်လိုပါလဲရုရှားနိုင်ငံကလည်းမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံအတွက်အာဒီစိတ်ချတော့လည်းမြန်မာနိုင်ငံအတွက်အဝေးကပေါ်ရမစ်စီဖြစ်နေတယ်။နိုင်ငံကြီးကလည်းဖြစ်ပါတယ်။ဒီကမ္ဘာကြီးအမှားကြီးကမ္ဘာကြီးအမှားကြီးရုရှားနိုင်ငံကမြန်မာနိုင်ငံဘက်ကနေတက်ကြည့်စည်းကြတာ အလို့ကိုကြည့်ဒါပြင်မြန်မာနိုင်ငံအာဖရိကနိုင်ငံရဲ့နော်ဒီစိအဖြစ်နေတဲ့အခုစစ်စင်ရေးကမြန်မာနိုင်ငံဒီအာရှနိုင်ငံရဲ့မှာရုရှားကိုပထမဦးဆုံးထောက်ခံနေတာဖြစ်ပါတယ်။ဒီကိဗလာဒီမာပူတင်ရဲ့ဆွေးနွေးရခါမှာကျွန်တော်တို့နေနဲ့မာရုရှားပေါ်တော့ပြန်စီမိတ်ကက်ဆက်ဆံရေးအာမာမိတ်ဆက်ဆံရေးခိုင်မာပြီးအောင်ဒီခိုင်မာတဲ့ဆက်ဆံရေးတွေကိုဆွေးနွေးနိုင်ခဲ့တယ်။အဲကျွန်တော် ်နာပေါင်းတို့နာပေါင်းတို့ဒီမှာစီဝါရေးနိုင်ငံရေးဒီနည်းနာပေါင်းတို့အားလုံး ်ဆုံးမြင့်လာဆွေးနွေးကြတယ်ဒီနေ့ဒါကစာမျက်နှာပေါ်မှာပြောတာပဲဒီရဲ့အကျိုးဆုံးဒီကအရေးကြီးတဲ့သဘောတူညီတယ်ကိုကျွန်တော်ပြောတတ်ပါတယ်နံပါတ်၈ချက်ကတော့မြန်မာနိုင်ငံမှာသူတို့အာပြပစဲဒီကဝါညာရှိတဲ့ဒီရတပေါင်းကိုရရှာရဲ့လူပြည်စောက်ပါမယ်နောက်သူတို့ဒါပြင်ကျွန်တော်တို့အရှိတောင်အာရှအာကျွန်တော်အာအရေးကြီးတဲ့ဘောတော့တကယ်ကိုစီးပွားရေးရ အခြေခံကောင်းမွန်လာမယ်တဝယ်ရင်းနဲ့စိတ်ကတဝယ်ရင်းနဲ့စိတ်ကငါရုရှားနဲ့ပူးပေါင်းပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီအခုကြီးမားတဲ့ project ဒီတဝယ်ရင်းနဲ့စိတ်ကဘာကြောင့်ဖြစ်ပါလဲကျွန်တော်ဒီဒီတဝယ်ရင်းနဲ့စိတ်ကဒီဘယ်နေရာမှာရှိလို့ဒီမှာနိုင်ငံအောက်ပိုင်းဆောင်ပိုင်းမှာရှိတယ်တဝယ်ရင်းနဲ့စိတ်ကရဲ့အောက်ကမလက်ကာရေလက်ကြားတော့ရှိတယ် ဒီမလကရေးရကြားဆိုတာကဒီစီစီဒီဒီတောင်တရုတ်ပြည်နယ်နဲ့မြန်မာရှိတဲ့ဒီလိုအင်းဒီယာပြည်နယ်ကိုဆက်ပြီးထားတယ်ဘာဖြစ်လဲဒီကမ္ဘာကုန်ဝေးရောင်းရ80ရာခိုင်နှုန်းသဘောတွေကဒီမလကရေးရကြားတာပါဝေးရင်းနဲ့စက္ကန့်ဟိုက်တာလို့ရှိတယ်နောက်ဒီသဘောရင်းနဲ့စက္ကန့်ကိုအုံပြုခြင်းအားဖြင့်ပုံရင်းနှန်းကိုအုံပြုလိုက်တာမလကရေးရကြားကိုအုံပြုလို့ရတယ်သဘောရင်းနဲ့စက္ကန့်ဒီရာပြင်းနာမှာရှိတဲ့ဌာနစက္ကန့်တော့ အဖြစ်စိတ်ကနေချိတ်ဆက်ခြင်းအပြင်မလကာရည်နဲ့ကြောက်အောင်ဖြစ်နေတယ် သွားနိုင်တဲ့ဘူတောင်းပြည်တစ်ခုဟောတာဖြစ်ဒါရီဟာရုရှားနိုင်ငံအနေနဲ့ကဂျီနန်မှာဂျီနန်နဲ့ဆက်သွယ်ဆက်ဆံနေတဲ့ရှိပြီးဖြစ်တဲ့အကြောင်းဒီဂျီနန်စိတ်ကမ်းတွေနဲ့အခွေစိတ်ကမ်းတွေချိတ်ဆက်လိုက်တာဒါဒီရုရှားမြန်မာဘူတောင်းဆောင်တယ်เนาะဒီတကူရှိတော့ဟာရှာမှာပေါ့နော်စီပွားရေးအချက်ချာကြောင့်အဓိကကြာလာတယ်လုပ်ငန်းတွေဖြစ်နေတယ်ကျွန်တော်ဒီဝါရှားရောက်တဲ့အခါဒါကြီးဒါ ပါဘူးလည်းပဲလည်းမသာပဲရရှားရဲ့ဟာလုံးလေးကောင်းစီပြေမှုပြေတယ်တော့ရရှားအထက်လွတ်တော်ဥက္ခရရှားဒီမလွတ်တော်ဥက္ခပါဝင်မှုဆရာဝင်ကြီးရရှာမှာရှိတဲ့ခုံမှုအားလုံးကိုဒီပြေဆိုင်ပါပါမယ်။ဒီနှစ်၆ကတော့ဒီမှာရရှာပူပေါင်းစာတို့ဒီနှစ်နေသွားမယ်။ခြိွားရေး၊နိုင်ငံရေး၊လူရေး၊ကာကွယ်ရေးအားလုံးပြည့်နေအောင်ဆက်ကြည့်။ဒီနေ့ကျွန်တော်ဆက်ပြီးတော့ဆက်ပြီးပါမယ်။ဆက်ပြီးတော့ဆက်မှာဒီမှာရရှာပူပေါင်း မီနီမမ်နဲ့တင်လိုက်ရတဲ့ကြောင့်ဆိုအောက်စဝေရုံတောင်စီဝင်ကြုံရုံစစ်ဆောက်ရောက်ဖွင့်ပါရှိတယ်ပြီးကျွန်တော်ဗီယာလူကိုသွားမယ်ပြန်လာရင်သူကဒီရရှာမှာရှိတဲ့စပါဒီဘော့စ်တော့ဘာမဲ့အိုက်မလေးဖောက်ချင်းဝင်တဲ့ဒီပုံစံ။အကျွန်တော်ပြောချင်တာကဒီနေ့လေးစပြကြမြန်မာရရှာဆက်ဆံရေးပုံမူခိုင်မာပြီးတော့ပုံမူတင်နေတယ်တော့အမိုင်းကန်ကအဖြစ်ဖွင့်ရတာရှိတယ်။ဘယ်လိုမျိုးပါလဲတော့ပါတယ်။ဒီမြန်မာနိုင်ငံရရှာနိုင်ငံကမိုက်တူတဲ့နိုင်ငံဖြစ်တယ်။ ကျွန်တော်ကလည်းဖက်စစ်ကိုတော်လန်းပြီးမှကျွန်တော်ကလွတ်လိုက်ရခဲ့တာမြတ်တမတော်လည်းဖက်စစ်ကိုတော်လန်းပြီးမှကျွန်တော်မြတ်လွတ်လိုက်ရဒီဖောက်ကဖြစ်ဖြစ်အဲတော့ဒီကိုရဲ့နေမှာကျွန်တော် fake ခေါ်ရအောင်မြတ်နိုင်ငံအနေနဲ့လည်းလည်းလည်းပါဝင်တယ်ဟုတ်နော်အကြီးကြီးတွေပုံတိုင်းပါဝင်